မောင်းနှင်းပါနေ့စဉ်မနေ့ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကြိုဆိုနှုတ်ခွန်းဆက်သပါတယ်ဒီကနေ့မနေ့အားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့နှုတ်ဘက်တော်ခေါင်းစဉ်လေးကတော့တင့်ကလေးကိုကြီးပြင်းခွင့်ပေးလိုက်ပါ ဆိုတဲ့ခေါင်းစဉ်နဲ့ဝေငါအလင်းပေးခြင်းတာဖြစ်ပါတယ်အခြေပြုခြင်းတကြံအရင်ဖတ်ပါမယ်တုတ်တန်ကျန်ခန်းကြီး20နှစ်အငယ်6ဖြစ်ပါတယ်သူငယ်သွားရလမ်းဝါ၌ဆုံးမတုံတင်လို့တို့ပြုလင် သူဒီအိုတော့အခါထိုလမ်းမမလွယ်လိုက်သွားလိမ့်မည် ချစ်တော်ညီကိုမောင်တို့မတို့ဘုရားသခင်ကကျွန်တော်တို့ခရိယမိဘလို့တဲ့သူကိုတားသမီးတွေကို ဆုံးမပဲ့ပြင်လမ်းပြဖို့သူတို့ကြီးထွားရင့်ကျက်လာတဲ့လမ်းမှာမိဘတွေကလမ်းညွန်ပေးဖို့ရန်အတွက်တာဝန်အပြည့်အဝပေးထားတာကျွန်တော်တို့စံစာအဖြစ်သိရတာဖြစ်ပါတယ်ဆိုတော့တားသမီးတွေကိုခန္ဓာစိတ်ဝိညာဉ်ကြီးထွားရင့်ကျက်လာဖို့ရန်အတွက်သူတို့ကိုကိုညီမဆလမ်းပြတွဲခေါ်တဲ့ကာလမှာမိဘတွေအထူးတတိထားရမယ့်အချက်တချို့ရှိပါတယ်။အဲ ကိုသားသမီးတွေကိုတနာလို့ကိုသားသမီးတွေကို အလိုလိုက်လို့ကိုသားသမီးကိုဖူးဖူးမှုတ်ထားပြီးတော့မှဘာမဆိုလိုက်လို့ပေးနေဖို့မဟုတ်ပဲနဲ့တချို့ကိစ္စရက်တွေမှာသူ့ရဲ့အချိန်ကို ကြည့်ပြီးတော့မှမိဘတွေနော်လက်လွန့်တင်တဲ့အရာမိဘတွေလိုက်လို့ပေးစရာမလိုပဲနဲ့သူ့ကိုလွတ်လွတ်လပ်လပ်ပေးလို့တင်တဲ့အရာရှစ်မျိုးကို ကျွန်တော်ဒီကနေ့အဓိကတင်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ကိုသားသမီးကို ကြီးထွားရင်ကျက်စေခြင်းပါသလား okay เนาะခရီးအမိပါတွေကိုသားသမီးကိုခန္ဓာစိတ်ဝိညာဉ်အကောင်းဆုံးနဲ့ကြီးထွားရင်ကျက်စေခြင်းပါသလားကိုသားသမီးကိုကြီးထွားရင်ကျက်စေခြင်းလေဆိုလို့ရှိရင်တော့ဒီအခုပြောတဲ့အချက်၈ချက်ကိုအထူးပဲတတိထားပါဒါကြောင့်တင့်သားသမီးကိုကြီးထွားခွင့်ပေးလိုက်ပါဆိုပြီးမှခေါင်းစဉ်ပေးထားတာဖြစ်ပါတယ်တစ်ချက်ချင်းကြည့်အောင်เนาะနံပါတ်၁တစ်ချက်ကအခုနားထောင်နေတဲ့ခရီးအမိပါတွေပေါ့เนาะကျွန်တော်အပါဝင် တင်းရက်ကလေး၃နှစ်ကျော်လာရင်ဘာမဆိုအကုံခွန့်ကြွေးတာမျိုးမလုပ်တော့ဘဲနဲ့သူဟာသူစားနိုင်ဖို့ရန်အတွက်အခွင့်ပေးလိုက်ပါโอเคเนาะအခွင့်ပေးလိုက်ပါဒါမှသူတို့ကိုယ်လက်နဲ့ကိုယ်သမင်းစားတက်လာပါလိမ့်မယ်အသက်၃နှစ်ရှိပြီဆိုရင်လည်းခွန့်ကြွေးအသက်၅နှစ်ရှိပြီဆိုရင်လည်းခွန့်ကြွေးအသက်၁၀နှစ်ရှိလာပြီဆိုရင်လည်းခွန့်ကြွေးအဲ့ဒီလိုပဲအလိုလိုက်ပြီးတော့မှခွန့်ကြွေးနေတယ်ဆိုလို့ရှိရင်တော့တင့်သားကလေတင့်သမီးကလေ ခမင်းစားတက်လာမှာမဟုတ်ပါဘူးသူများထက်နောက်ကျနေပါလိမ့်မယ်โอเคเนาะဒါကြောင့်ခရိယမိပါတွေတင့်သားကိုချစ်တယ်တင့်သမီးကိုချစ်တယ်ဆိုလို့ရှိရင်တော့အသက်၃နှစ်ကျော်လာပြီဆိုရင်သူတို့ကိုသူတို့စားခိုင်းတင့်ပါတယ်เนาะကိုကတနာလိုက်တာဆိုပြီးတော့မှမြို့နေလိုက်တာဆိုပြီးတော့မှမြင်မြန်ဆန်ဆန်စိတ်မရှိဘဲနဲ့ခွန့်ကြွေးတဲ့မိပါရှိသလိုတနာလွန်းလို့ခွန့်ကြွေးနေတဲ့မိပါတွေလည်းရှိတယ်ဒါကမတင်တော်တဲ့အရာဖြစ်ပါတယ် ကိုသားသမီးကိုမြန်မြန်ဆန်ဆန်ကြီးထွားရင်ကျက်စေခြင်းနဲ့ဆိုရင်တော့အသက်၃နှစ်ကျော်လာပြီဆိုရင်သူ့ကိုအကုန်ခွန့်ကြွေးတာမျိုးမလုပ်တော့ဘဲနဲ့သူ့ဟာသူစားနိုင်ဖို့ရန်အတွက်သူ့ကိုအခွင့်ပေးလိုက်ပါနော်သူ့ကိုအခွင့်ပေးလိုက်ပါမိဘတွေကတော့ဘေးကနေကြည်ပေးပေါ့နော်ကြည်ပေးပေါ့ဒါကနံပါတ်၁တစ်ချက်ဖြစ်ပါတယ်နံပါတ်၂တစ်ချက်ကတင့်ကလေးအသက်၅နှစ်ကျော်လာပြီဆိုရင်မိဘနဲ့အတူ အမြဲပဲချော့တိတ်အိတ်ခိုင်းတာမျိုးမလုပ်တော့ဘဲနဲ့ မိဘဘေးမှာအိယာတီးတန့်လို့ပြီးမှသူ့ဟာသူအိတ်တက်ဖို့ရန်အတွက်အခွင့်အရေးပေးလိုက်ပါနော်အခွင့်အရေးပေးလိုက်ပါများတော်အဖြစ်ကျွန်တော်တို့ကကလေးကိုတအားချစ်တဲ့အခါမှာဖူးဖူးမှုန်မှချစ်တဲ့အခါမှာနော်ကျွန်တော်တို့ယင်ခွင်ကမလွတ်ဘူးယင်ခွင်ကလွတ်ရမယ့်အသက်အရွယ်ရောက်လာပြီးယင်ခွင်ကမလွတ်ဘူးအသက်9နှစ်ရှိရင်လည်းပွေထားသေးတယ်10နှစ်ရှိရင်လည်းကိုယ်ဘေးမှာပဲအိတ်ခိုင်းသေးတယ်နော် โอเคကျွန်တော်တို့ကလေးအသက်9နှစ်ကျော်လာတဲ့အခါမှာမိဘတွေနဲ့အမြဲတမ်းပူပူကက်ကက်အိပ်ပြီးတော့မှချုံမနေတာမျိုးမဟုတ်ဘဲနဲ့မိဘတွေရဲ့ဘေးမှာသူတို့ကိုသူတို့ကဒင်းတစ်ခုလှုပ်ပေးပြီးတော့မှအိရာတစ်ခုပြင်ပေးပြီးတော့မှသူတို့ကိုအဲ့နေရာမှာတီးတန့်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအိတ်တက်ဖို့ရန်အတွက် လေ့ကျင့်ပေးတင်ပါတယ်အခွင့်အရေးပေးတင်ပါတယ်โอเคเนาะဒါနံပါတ်1တစ်ချက်နံပါတ်3တစ်ချက်ကတင်းရဲ့ကလေးအသက်6နှစ်ကျော်လာပြီဆိုရင် အဆအဆုံးရေချိုးပေးတာမျိုးမလုပ်တော့ဘဲနဲ့သူ့ရဲ့တကိုယ်ရေလွတ်လပ်လုံခြုံမှုကိုကာကွယ်တတ်အောင်တင်ပေးရင်နဲ့သူ့ဟာသူရေတီးတန့်ချိုးပါစေမိဘတွေဘေးကနေကြည့်ပေးပါဒီလိုချိုးရမယ်ဟိုလိုချိုးရမယ်တင်ပေးပါโอเคနော်တင်းကလေးကိုချက်လာချက်တယ်ဆိုလို့ရှိရင်တော့ဘာမဆိုတင်ပဲလိုက်လုပေးနေတာမျိုးမလုပ်ပါနဲ့ဘာမဆိုတင်ပဲအဆအဆုံးလိုက်လုပေးနေတယ်ဆိုရင်သူ့ဟာသူလည်းရေချိုးတတ်မှာမဟုတ်ဘူးနော် တော်သူလည်းဘယ်ဟာဆက်ပြဘယ်မှာတိုက်ရမလဲဘယ်လိုကြီးသွင်းရမလဲဘယ်လိုဆေးရမလဲဘယ်လိုတိုက်ရမလဲ तू သိမှာမဟုတ်ဘူးဒါကြောင့်အသက်6နှစ်ကျော်လာပြီဆိုလို့ရှိရင်သူ့ကိုတင်ပေးပါသူ့ဟာသူရေချိုးတက်ဖို့ရန်အတွက်အခွင့်ပေးလိုက်ပါကြီးပြင်းခွင့်ကိုပေးလိုက်ပါ okay ဆက်လက်ပြီးတော့မှနံပါတ်၄တစ်ချက်ပြောမယ်နံပါတ်၄တစ်ချက်ကတင့်ကလေးအသက်6နှစ်ကျော်လာရင်မိဘနဲ့တခမ်းသေးပဲအိတ်ခိုင်းနေတာမျိုးမလုပ်ပါနဲ့တော့သူ့ရဲ့အခန်းသူ ပြုတ်လုပ်ပေးပါ ကလေးတွေအရွယ်ရောက်လာပြီဆိုတာ မိဘတွေတတိထားပါတတိယပါညာရောအပြင်မိဘရဲ့မျက်စိထဲမှာသားသမီးကဘလောက်ပဲအသက်ကြီးသွားကြီးသွားကလေးလိုပဲမြင်တာ哦ဒါကြောင့်တတိထားပါလို့ပြောတာသူတို့အသက်အရွယ်ကြီးလာပြီဆိုတာတတိထားပါဒါကြောင့်သူတို့ရာတင်ရာထိုက်တဲ့အခွင့်အရေးကိုပေးပါပြီးရင်တီးတန့်အိတ်တက်ဖို့ရန်အတွက်တွန်တင်ပေးပါ ကြီးပင်းခွင့်ကိုပေးလိုက်ပါ okay နပတ်ငါတစ်ချက်တင့်ကလေးအသက်12နှစ်ကျော်လာပြီဆိုရင်မိဘကပဲချက်ပြုတ်ကျွေးမွေးနေတာမျိုး မလုတ်ပေးပါနဲ့တော့โอเคเนาะဆက်လုတ်ပေးမယ်ဆိုရင် तू သမင်းလဲချက်တတ်မှာမဟုတ်ဟင်းလဲချက်တတ်မှာမဟုတ်เนาะမီးလဲမွေးတတ်မှာမဟုတ်ဒါကြောင့်အသက်12နှစ်ကျော်လာပြီဆိုရင်သူတို့ကိုကိုယ်တိုင်ချက်ပြုတ်ခိုင်းကြည့်ပါတင်ပေးပါတင်ပေးပါဒါမှသားသမီးတွေကအိမ်မှုကိစ္စလုတ်တက်လာမယ်မိဘတွေဘလောက်မောကြောင်သူတို့နားလေလာမယ်မိဘရဲ့ပေးဆက်မှုကိုသူတို့ကိုယ်တိုင်သိရှိလာမယ်သူတို့လည်းကြီးထွားရင်ကျက်တာမြင်မယ်โอเคเนาะဒါကနံပါတ်5 နံပါတ်6တစ်ချက်ကတင်းရဲ့ကလေးအသက်73နှစ်ကျော်လာပြီဆိုရင်မိဘတွေအနေနဲ့အိမ်မှုကိစ္စအပါဝင် ဝေယာဝိစတတ်နိုင်တဲ့၍အကုန်ရက်တန့်ထားလိုက်ပါတော့ဘာမဆိုသူ့ကိုလှုပ်ခိုင်းကြည့်ပါနော်လှုပ်ခိုင်းကြည့်ပါဒါမှသူကိုယ်တိုင်ရက်တီလာနိုင်မှာဖြစ်ပါတယ်ဒါကြောင့်တင်းကလေးကိုချစ်လာချစ်တယ်ဆိုလို့ရှိရင်သူ့ကိုကြီးပြင်းခွင့်ပေးလိုက်ပါโอเคနော်ဆက်လက်ပြီးမှနံပါတ်9တစ်ချက်ကိုတင်ပြခြင်းနဲ့နံပါတ်9တစ်ချက်က တင့်ကလေးအသက်16နှစ်ကျော်လာပြီဆိုရင်မိဘတွေအနေနဲ့နော်ဘာမဆိုသူ့အတွက်အသင်းအာရမကြီးစီစဉ်ပေးတာတို့သူ့အတွက်ဘာမဆိုအသင်းအာရမကြီးဆုံးဖြတ်ပေးနေတာမျိုးမလုပ်ပါနဲ့တော့ဘာလို့လဲဆိုတော့အသက်16နှစ်ကျော်လာပြီဖြစ်တဲ့အတွက်သူ့ဟာသူဆုံးဖြတ်နိုင်တဲ့အသက်အရွယ်ရောက်လာပါပြီဒါကြောင့်သူ့ဟာသူဆုံးဖြတ်ခိုင်းစေပါ okay သူဆုံးဖြတ်လို့မနိုင်တော့တဲ့အရာမှာမိဘတွေအဲ့ချိန်မှာကြီးစုပေးပါခိန်းပေးပါပေါ့နော်ခိန်းပေးပါ ဒါပေမဲ့အသင်းအာရမဖြစ်ပေးတာမျိုးတော့မလုပ်ပါနဲ့တော့ကိုသားသမီးကြီးလာပြီအသက်16နှစ်ပြည့်လာပြီဆိုတာတတိယပါဒါမှဒါလည်းသူတို့ဘဝကိုသူတို့ကိုယ်ပိုင်တီဆောက်ပြီးတော့မှသူတို့ရဲ့ဒူးသူတို့ချွန်နိုင်ဖို့ရန်အတွက်သူတို့တင်ကန်းစာရမှာဖြစ်ပါတယ်ဖြစ်ဖြစ်ချင်းသူတို့ရင်ကျက်လာမှာဖြစ်ပါတယ်ဘာမဆိုလိုက်လုပေးနေတဲ့အသက်16နှစ်ရှိပြီလိုက်လုပေးနေတဲ့အသက်20ရှိပြီအကောလုံးမိပါတွေတစ်ခုကမကြင်လိုက်စီစဉ်ပေးနေတယ်ဆိုရင်သူတယောက်တည်းဖြစ်သွားတဲ့အခါမှာသူဘာမှ စောက်တီယာမရဖြစ်သွားမယ်ဘာမှမလုပ်တတ်ပဲဖြစ်သွားမယ်ဒါကြောင့်မိဘတွေတတိထားပါလို့ကျွန်တော်ခွန်အားပေးခြင်းနေနောက်ဆုံးတစ်ချက်နောက်ဆုံးတစ်ချက်ကလည်းအင်မတန်အရေးကြီးတဲ့အချက်ပဲနော်နံပါတ်8တင့်ကလေးကအိမ်ထောင် ပြုတ်ပြီးသွားတဲ့အခါမှာငါသားငါသမီးငါပြောတယ်လို့လုပ်ရမယ်ဆိုတာမျိုး မလုပ်ပါနဲ့တော့ဘာလို့လဲဆိုတော့သူတို့မှလည်းသူတို့ အိမ်ထောင်ရှိနေပြီဒါကြောင့်သူတို့ကိုလွတ်လပ်စွာလှုပ်ဆောင်ခွင့်ပေးလိုက်ပါလွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးလိုက်ပါ ဒါမှဒါလည်းသူတို့ကမိဘနေရာမှာသူတို့စတင်တာဝန်ယူတက်လာမှာဖြစ်ပါတယ်ဒါမှဒါလည်းသူတို့မိဘနေရာမှာဒီလိုလှုပ်ရပါလားဆိုတာစပြီးတော့မှတင်ယူမိမှာဖြစ်ပါတယ်အဲကြောင့်ချစ်တော်ခရိယမိဘတွေနော်မြောက်များစော်တော့မိဘတွေကဘယ်လိုဖြစ်လဲဆိုတော့ကိုသားသမီးကအိမ်ထောင်ကြပြီးပြီဒါပေမဲ့ကိုပဲအမိန်ပေးနေတယ်ကိုပဲအမိန်ပေးနေတယ် no 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 သူတို့ကိုဘာဖြစ်လဲကိုပိုင်ရက်တီနိုင်တဲ့အခွင့်ကိုတုံတင်ပေးပါတုံတင်ပေးပါ အိမ်ထောင်ပြုတ်သွားပြီဆိုတော့တာသမီတွေကိုတအားကြီးမထိန်ချုပ်ပါနဲ့သူတို့မှလည်းသူတို့အိမ်ထောင်ဖြစ်သွားပြီသူတို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်သူတို့မှရှိတယ်သူတို့မဆုံးဖြတ်နိုင်တဲ့အရာတွေလာမေးတဲ့အခါမှာမှအကြံဉာဏ်ပေးပါလမ်းညွှန်ပေးပါဒါဆိုလို့ရှိရင်တော့တင့်တာသမီဟာအင်မတန်ဉာဏ်ရည်ထက်မြက်ပြီးတော့မှခန္ဓာစိတ်ဝိညာဉ်ကြီးထွားရင့်ကျက်မြန်ဆန်တဲ့တာသမီဖြစ်လာပါလိမ့်မယ်ဆိုမှခွန်အားပေးချင်ပါတယ်နော်ဆုတောင်းရအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှလည်း ကိုသားသမီးကိုကြီးထွားရင်ကျက်စေဖို့ရန်အတွက်မိဘတွေသူတို့ကိုကြီးပြင်းခွင့်ပေးဖို့ရန်အတွက် အချက်ရှိချက်ခွာယူတိဆောက်ခွင့်ရတယ်တကယ်ပဲကျွန်တော်ခရီးယာမိဘတွေကိုကိုတော်ခွန်အားပေးပါတွန်တင်ပါလမ်းပြပါဒီအချက်ရှိချက်အားဖြင့်ကျွန်တော်တို့အသက်တာထဲမှာတင်ကန်းစာယူစရာများဖြစ်စေပါမိကြောင်းကျေးဇူးတော်ချီးမွမ်းလေးဆုတောင်းတဲ့အခါမှာကဲတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ ड़ी ဖဖခင်အာမင် 哎，要钱是让我撇钱，工资不发是喽。